ကမှမတားဆီးနိုင်ခဲ့ရှင်ဘက်ကမိတော့တွင်နေလောင်ကျွမ်းရင်အိမ်မနေခဲ့တယ် you can and she said name man can such a to be go pay call you me mo to say that we need ever start င်းကောင်နှိတ်ကုတ်ချင်တာတခုတည်းနဲ့မင်းမစဉ်းစားပဲလှုပ်လိုက်တဲ့လှုပ်ရက်ကကိုအစောကုံကြီးထိခိုက်သွားပြီမဟုတ်လားစောကုံကြီးနာမည်ပြောက်အောင်မင်းလှုပ်ရတယ်ငါလှုပ်ရတယ်မင်းဥဆောင်နေတဲ့အလုံးမှာငါဝိပိုင်မင်းကြိုက်လားငါလည်းမကြိုက်ဘူးဖက်ငါဖောင်းကြောနေရမဟုတ်ဘူးနေခွဲပြစ်မှာဆိုလို့ငါကူညီနေတာဂျူလီယာမင်းစကားကိုစိတ်နှိုင်းရှိရှိပြောတော့ကိုတော့ထွက်ရလေသူ့ရဲ့ကော်ဖီချင်မှာငါ့ကိုပြန်လာလို့ဖို့ပြောနေတယ် တကယ်လို့ကိုတော်ထုတ်ကိုမူရာကူညီခြင်းလဲဆိုရင်မူရာတော့လေမလန်လောက်ဘူးလို့ထင်တယ်နော်မမတဲ့။ဘိုင်းနာတဲ့ဈေးနဲ့ရောင်းမယ်ဆိုရင်တော့အမွေဆိုင်အိမ်ဖြစ်နေလို့ဘယ်သူမှဝယ်ရမယ်မထင်ဘူး။အဆင်ပြေအောင်အတတ်နိုင်ဆုံးလုပ်ပေးပါခင်ခင်။ပွဲစားလောကမှာလေခင်ခင်ကိုကြုံထမ်းနေလို့ဒါဘယ်သူမှမရှိပါဘူး။ပြီးတော့ခင်ခင်လုပ်တဲ့ပွဲတိုင်းဘယ်တော့မှပြတ်ဖို့လို့လေလို့မမတဲ့အောင်အတတ်နိုင်ဆုံးစူးစမ်းပေးစမ်းပါ။ ဟိုအဲ့ဒီအိမ်ကိုမြန်မြန်ရောက်ထွက်မှဖြစ်မှာခင်ခင်ပြီးတော့လေလေအဲ့ဒီအိမ်ရောက်ထွက်သွားတဲ့ခါကျရင်အကျိုးဆောင်ကခင်ခင်အများကြီးပေးမှာပါမမတ်သက်ကြောင်လည်းသိရတာနဲ့အင်းမကျမစူးစမ်းကြည့်ပါမယ်ဒါပေမဲ့ကျင်းတည်ရောက်ထွက်မယ်လို့တော့ကျမမပြောရဘူးနော်မမတ်သက်ကိုကူညီချင်လို့ဒါစူးစမ်းကြည့်ရမှာအင်းမခင်ခင်စူးစမ်းပြီနော်ဟုတ်ကဲ့ဒါဆိုကျမကိုခွင့်ပြုပါအောင်ကောင်းပါပြီဒီနေ့ချိန်ထားတဲ့ပွဲလေးတွေရှိလို့တောင်းလိုက်ပါအောင်မယ်ဩအေးတင်းကောင်းလေးစောင့်နေမယ်နော် သတင်းကောင်းပဲပြေးချင်ပါတယ်မမသက်ရဲတော်ရမယ်နော်ကျေးဇူးပါအေးအဲ့ဒါမသိဘူးအိမ်ပွဲစားလေအိမ်ပွဲစားอืมမင်းကဘယ်အောင်ရောင်းမလို့လဲ မဟုတ်ပါလို့ရောအဖေါ်တော့ရောင်းမလို့လားအေးလီအခုချိန်မှာအဲ့ဒီအိမ်ကိုရောက်တော့မှပတ်စံများများရမှာပေါ့မမေရဲ့အဲ့ဒါအဖေါ်ပိုင်နေအိမ်လေးမမေရဲ့အဖေါ်လည်းခုရှိနေသေးတယ်လေအဲ့လိုတော့မလုပ်ပါနဲ့ဗျာဒေါ်စကအိမ်ဖြစ်တော့ဘာဖြစ်လဲပူရောင်းမကောင်းသေးတယ်ဘယ်ကဘာဖြစ်လို့တန်ဟောင်းစင်နေရှိနေရလဲဟမ်ငါတို့သားမီးနှစ်ယောက်ကိုမကြိုဆိုတဲ့အိမ်ကိုငါတမိန်ကိုရောင်းပြေအောင်မှာမဖြစ်ဖြစ်တဲ့နီးနယ်ကိုငါရောင်းမှာ ခုချိန်မှာအဲ့ဒီအိမ်ကိုရောင်းလိုက်လို့ရှိရင်ပြဿနာရဲ့အားလုံးတစ်ခါတည်းဖြေရှင်းလို့ရတယ်။ရွေးပါစီဖေးပါစီ။ဒေါ်စောခင်ကြီးပြန်နိုးထလာတဲ့ခါကျတော့သူနေစရာပုံပြောက်သွားတယ်။ဘလောက်ကောင်းလဲ။မမေကလည်းအဲ့လိုလိုမလုပ်ပါနဲ့မမေ။အဲ့ဒီအိမ်ကိုမရောင်းပါနဲ့မမေ။တော်တော်မင်းဘာဖြစ်နေရလဲ။အခုငါလုပ်နေတဲ့လုပ်ငန်းတွေအားလုံးကငါအတွက်လားမင်းအတွက်လားဆိုတာမင်းသေချာစဉ်းစားနော်။ဟိုတားသိပါတယ်မမေ။တားသိလို့လေတားအခုလို့ပြောနေရလေမမေ။ တားပြန်တော့ဒီအရင်ကမရောင်းလိုက်စေချင်ဘူးမမေအခုအဖွားတို့ကလည်းတားတို့မမွေးခင်တည်းကသူတို့မိသားစုနဲ့တတ်တိုင်မွေးနေလာတဲ့အိမ်လေသူတို့တော့တန်မိုးရှိမှာပေါ့တားကိစ္စတွေတားအကောင်းဆုံးဖြစ်အောင်ကြိုးစားပါပဲမမေအဲ့အိမ်လုံးမရောင်းပါနဲ့ကြာမင်းကဘလို့ဖြစ်ရှင်းပါလဲမင်းကဖုံးခန့်ကိုခြေတလုံးဖက်ပြီးတောင်းမှန်ပါလားမမေမင်းနာဝါပြီလားမင်းအတော့မချလို့ဖြစ်တာလေမဟုတ်မမေ တောက်ကိစ္စတွေတောက်အကောင်းဆုံးပြောင်းဖြေရှင်းပါမယ်တောက်ယုံ မေးပါမယ်မြေတော်ထငါဘာတူကိုမှမယုံမင်းကိုလည်းမယုံငါကိုငါပဲယုံတယ်ငါလောက်တဲ့ကိစ္စကိုမင်းဝင်မပါနဲ့အထွတ်လာတက်နေနဲ့တော်တော့တော်တော့လေ ဟိုင်းငယ်နေကောင်းလားကောင်းလားပေါ့နင့်ကိုကျေးဇူးတင်စကားပြောချင်လို့ခေါ်လိုက်တာနင်ကြောင့် Ramana Coffee ရလေအများကြီးအောင်မြင်နေပြီတိလားကျေးဇူးတင်မလို့ပါဘူးငယ်ကော်ဖီကအရန်ကောင်းလို့ပါကျွန်တော်ခွင်မတောင်းမဲ့လုံးပြီလို့တော့ကျွန်တော်တောင်းပန်ချင်နေတာ No 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 မဟုတ်ဘူးတကယ်ကိုကျေးဇူးတင်နေတာအားရင်ငယ်ရှိရဲ့မြန်မာနိုင်ငံကိုလာလေပါအောင်နော်လာလေမဲငယ်음ဒါဆိုရင်နောက်မှပြန်ခေါ်လိုက်မယ်နော် See you, thank you, love you. ်ဒါလေဘာဖြစ်နေရလဲဘက်ဖရန့်လေဘက်ဖရန့်အဲ့ဒီနာရီကဘာဖြစ်နေရလဲလို့အားဖြင့်ပါဘုံဟာဘာမှမဖြစ်ဘူးသာပြောတယ်ငယ်နဲ့ဒေးဗစ်နဲ့ဗီဒီယိုကောစာပြောတယ်ကစိုးမျက်နှာကြီးကတုံ့ပြန်နေတာပဲဟုတ်တာကိုဘာမှမဖြစ်ဘူး AES နဲ့စကားပြောတယ်ကိုလည်းပါဆိုင်လို့စိတ်ထင်နေလို့ဆိုဆို နောက်ခနဲ့နေရလားခနဲ့ပါဘူးဆိုရန်ဖြစ်ချင်နေရလားကွာမင်းကရိုးတော့လို့ဆိုရှယ်မှာဒီလိုပြောနေရလေစုပ်ပေါ်ရမှာပြောနေရလဲမဟုတ်ဘူးဆိုအဲ့လိုမျိုးသားအများရန်တဝင်တုံနေမယ်ဆိုလို့ရှင်တော့ငင်းနဲ့ရှက်ဆက်ပြီးလုံးဝဖြစ်မှာမဟုတ်တော့ဘူးအဲအဲလေကွာကုန်ခဲ့အပြစ်တင်နေစကားတခွန်းတော့မပြောရနဲ့ ကိုမျက်နှာလေးမစိုးစလောက်ကလေးမကောင်းဖြစ်သွားရင်ပါကိုကငဲ့ကိုချစ်တယ်အာမပြစ်မမင်းကိုကငဲ့ကိုအချစ်တယ်ပဲပြောစီနော်ကိုချစ်ဆုံးလေอืมဒါဆိုရင်ပြီးရောငဲ့ကိုဒီမှာညစာလိုက်ကြည့်ဒီနေ့ဘာမှဆက်တော့နဲ့ကျင်းပါပေါ့ဒီနေ့ညငဲ့စားချင်တယ်ငဲ့ဖြစ်ချင်အောင်ဖြစ်စီအောင်ဟုတ်နော်ဆက်တယ်ဟုတ်ကိုချစ်တော့ဟာ ရင်လာတဲ့ရောင်းက300တောင်တက်လာသူသူကအမြဲတမ်းအဲစကားပြောပဲနော်အောင်မြင်နေတော့လေအောင်မြင်တဲ့စကားလေးတော့ပြောချင်သေးတာပေါ့ဟုတ်တော့ဟုတ်ပါလေဒါပေမဲ့ကျွန်တော်တို့အောင်မြင်တဲ့လောက်လဲအလုပ်ကမနာမနေအားလုံးစူးစမ်းနေကြရတာပဲဘာဖြစ်ဟာတို့တူတူပြင်မင်းကြရတော့မင်းဟို ကိုတော်ထုတ်ချင်နေဘလို့ရှိသေးလဲဘာသတင်းကြလဲရှာရှင်ရငွေပြတ်ထုံးမှာမို့အနီမေတက်ကဒေါ်စောခင်ရဲ့အိမ်ကိုရောင်းမှုစီစဉ်တယ်ကိုပုံကကိုတော်ထုတ်ကတော့အိမ်ရောင်းမှုသဘောမတူလို့ကြားရပဲကိုတော်ထုတ်ကလည်းอืมအနီမေတက်နဲ့တော့မရတော့ဘူးတဲ့အမွေစားအိမ်ဆိုတော့ဘလို့ရောင်းလဲမသိပါဘူးအိမ်ရောင်းမှုတော့တော်တော်ကြိုးစားနေကြတယ်ဒီပုံစံတိုင်းဆိုအိမ်ကိုရောင်းပြီးတော့ရှာရှင်တွေကိုပြန်အမ်းမယ် အိမ်ကိုရောင်းတော့လုံးဝမဖြစ်ဘူးအဖွားတိမယ်ဆိုရင်တော်တော်စိတ်မကောင်းဖြစ်နေမှာထူခါပါပဲမကျူလီယာကျမနဲ့ဒီမှာတွေ့ဖို့ချိန်တာဘာကိစ္စရှိလို့လဲရှင်နဲ့ကျမနဲ့ကြာမှာဘာစကားမှပြောကြမှာမရှိဘူးထင်တယ်အဲ့လေညငါနဲ့ပဲပြောချင်ပါမလဲညငါယောက်ျားနဲ့ပဲပြောချင်ဆိုချင်ပါပေါ့ နင့်အမေဆုံးတာကိုအကြောင်းပြပြီးတော့ဘာနောက်ွယ်မှာ၅ယောက်ကြားနဲ့တွဲခုတ်ဖို့စူးစမ်းနေရရတန်းရက်ရှင်တော်မရိုင်းနဲ့မိမကြီးကားပြတော့အောက်တန်းချက်တော်တော်လွန်နေပြီတော့ဘာ၅ယောက်ကြားကိုကြောင်တောင်နှိုက်ဖို့စူးစမ်းနေမိမတယောက်ကိုရှင်ကျေးပြနေရရှင်မနေမရှင်မချစ်တဲ့ယောက်ျားတယောက် ရအောင်ယူထားတာတော်တော်ဒုက္ခများပါလားနေပါစကားပြောလားညပြောတာတွေကမှန်နေပြီပဲဆိုလို့ရှိရင်တိတ်နာပါတယ်ဆိုတောင်းမှတ်ပါတယ်ကျွန်တော်အခုလိုမျိုးတော့ဆိုတာလုံးဝလက်မခံဘူးညလုံးမိမများအဲ့လိုစကားပြောပါသေးတယ်ညဘက်ကတိတ်ရိုးသားဖြူစင်နေရဆိုလို့ရှိရင်ညဘာလို့ငါယောက်ျားများခုထိပတ်သက်နေ ကျွန်မဘက်ကအစတွေကငင်းရှင်းရှင်းမနေဘူး။ရှင်ချစ်လာပါကြီးဆိုရယ်ကိုတော်ထွက်ကကျွန်မကလာတွေ့လာတယ်။ပြောချင်ဆိုချင်နေတယ်ဆိုရှင်ကိုတော်ထွက်သွားပြောပါဘာလို့ငဲနေကျွန်မဝဲလာပြောနေ။ဟလာအိမ်နောင်တဲ့ယောက်ျားတယောက်ကမြင်းကိုတွေးချင်တယ်။မင်းကလက်ခံတွေ့ရဆိုကြတဲ့ကမင်းအစ်စင်ကိုနင်းသိလိုက်တော့လေ။နုံးနှစ်ယောက်ကဟိုးရင်နဲ့ဘလောက်ထိပတ်သက်လဲဆိုတာ ်နဲ့အတိဆုံးပဲနုံမြောက်တို့ရဘလို့မှရုံသားမဖြစ်နိုင်အဲ့ဒါတော့ရှင်းတွေ့တယ်ကျမတို့ဘလို့သဘောနဲ့တွေ့ကြရဲဆိုတာကိုသိချင်ကိုတော်ချော့ပဲသွားမရမှာပဲကိုတော်ချော့ကိုတော်ချော့နဲ့တော်တော်ပါးစပ်ရတာခံနေပါလားမနေ့ကငါယောက်ျားနဲ့မပတ်သက်ဘူး။နောက်ဆုံးအကြိမ်နေမှာကောင်းကောင်းမလို့ကြည့်ပြီ။နောက်တစ်ခါဆိုငါဆုံးဆုံး ဂျူလီယန်ရှင်ကိုတော့ထွက်ရစိတ်ထဲမှာဘာတွေဖြစ်နေလဲဆိုတော့သိရတာရှင်ကျမကခုလိုပြဿနာလာရှာနေမဲ့စားရှင်နဲ့ကိုတော့ထုံးနဲ့အေးစစ်စစ်ဖြေရှင်းကြည့်စမ်းပါဗျာမင်းငါယောက်ျားနဲ့စကားအေးစစ်ပြောနေကြစို့သူ့စိတ်ထဲမှာဘာဖြစ်နေလဲဆိုနေသိရပေါ့မလေးဟဲ့မန္တတိုင်တက်ပြနေတယ်ဒီမှာဂျူလီယာ စကားကိုထားနိုင်လိုက်ကောက်မယ်ငါကိုတော်ထုနဲ့ဘာစိတ်မှမရှိဘာမှလည်းမပတ်သက်ဘူးဒီမှာရှင်ခက်ခက်ခဲခဲနဲ့တိဆောက်ထားတဲ့အိမ်ောင်ရဲ့တခုလူလွယ်ကူကူနဲ့ပြုတ်ကွဲသွားမှာဆိုစေတနာနဲ့ပြောပြမယ်နောက်ပိုင်းလဲကိုတော်ထုနဲ့ပတ်သက်ပြီးတော့ကျမကိုလုံးဝမတွေ့ပါဘူးကျမကိုတော်ထုနဲ့ဘလို့အကြောင်းညာဘလို့နီးနေမှာထပ်ပြီးတော့အသက်ဆက်အကြောင်းဘဝမရှိတော့ဘူး ။နင်ဘယ်လိုလုပ်ဖို့စဉ်းစားထားလဲ။ကိုထုတ်ကိစ္စလား။မဟုတ်။မူရာကိစ္စကိုပြောတာ။မူရာကိုတော်ထုတ်စီတော့မှာ။နင်တကယ်ပဲခွင့်ပြုရမှာလား။မူရာစိတ်တန်းကြဆုံးမြတ်ပါစေဟာ။သူဆုံးဖြတ်တဲ့အတိုင်းပဲငါလက်ခံမှာ။အဲ့လိုလည်းမဟုတ်သေးဘူးဟာ။နင် မူတော်သဘောကျနေမလားအခုကမူတော်ကညအနာနေထွက်သွားမဲ့ကိစ္စလေပြီးတော့ညမူတော်ကိုသဘောကျကြောင်းလည်းဖွင့်မပြောရသေးဘူးမလားညနှောင်းရမှာမကြောက်ဘူးလားအော်လေကိုတော့ဘောကြနေတဲ့သူဖွင့်မပြောလိုက်ရမှာကြောက်တယ် အဲဒါကြောင့်ငါကတော့ပြုံးမယ်ငါနေ့ကသဘောကျတယ်ဟဲ့ဘာဖြစ်နေရလဲဘာလို့အလိုကြီးရတာလဲနေအလိုမကြီးလဲနေစိတ်ထားကိုငါသိပြီးသားပါနေကြကြမကြကြအဓိကငါစိတ်ထဲဘာရှိလဲဆိုတာမင်းကိုအသိပေးလိုက်အဲ့အတွက်ငါကျေနပ်တယ် မခန်စားချက်တွေရိုးသားနိုင်တယ်လို့တော့မစူးစမ်းခဲ့ပြီးဆိုတော့လုံးဝနားလာရစရာမရှိတော့အခုပြီးပြီးနားစိတ်ချလည်းဘာမှမရှိတော့မကျင်းသက်ပါဘူးအဲ့တော့နည်းနည်းလုံးဝနားလာမရချင်ဘူးဆိုရင်မလိုပဲရှင်နေရခန်စားချက်ပုံပုံနေနေပြောတဲ့နည်းအော်အဲ့လိုမဟုတ်ဘူးอ่ะ ငါတကယ်သဘောကျနှစ်ချိုက်တဲ့အရာတွေဆိုရင်ငါမပိုက်ဆိုင်ခြင်းတော့သူ့အတိုင်းပဲသူစိတ်ချမ်းသာတယ်လို့မရှိနေစေချင်။နင်ကလည်းသင်သဘောကျတဲ့အရာတွေမှာအချက်ကတော့မပါတဲ့ဘူးလေ။သင်တယောက်တည်းခံစားချက်ရှိရမှာမဟုတ်တာ။နှစ်ဦးနှစ်ဖက်လုံးမှာခံစားချက်ဆိုတာရှိရပဲ။နင်ဖွင့်ပြောမှသာတစ်ဖက်ကသူ့ခံစားချက်တွေပြပြပေးလို့ရမှာပေါ့။ ငါလူလုံးနေရာလုံးစိတ်ချမ်းသာစေချင်လို့အခုနောက်ထပ်ပြောပြနေ။ကြာ။မပြောင်းတော့မယ်။ဟမ် đã là vào lùng nó chỉ còn sau chín chả nó mới phải là, chú ra lúc khai này Dạ Nên tôi hơn khai Mà mình biết Mình bảo mà được 己来！